ဝေကျွေးရှိရင်ခန္ဓာနဲ့ကြေအောင်ဆက်ရတယ်ဆိုရစကားတကယ်မှန်တယ်နော်သိလားအားကြောင့်မရှိလူတီးသူမာရီယာပြောတာသူများအကျွေးရှိရင်ကြေအောင်ဆက်မဆက်ရင်ခန္ဓာနဲ့ဆက်ရမယ်ဆိုတာဒါဒီလိုပုံစံမျိုးတွေလာမသိဘူးငွေချီးပြီးတော့ပြန်မပေးတဲ့သူတွေသို့မဟုတ်ငွေချီးပြီးတော့ဆုံးသွားတဲ့သူတွေအခုကြည့်နေမဲ့သူတွေထဲမှာပါမှာပေါ့ကျမလေးတခုပြောပြမယ်ကျမကဟိုးငငယ်တဲ့ကအခုထိကျမအတိုးနဲ့ပတ်စံချီးတဲ့အလုပ်ကိုတော့ကျမမလုပ်ဘူး ကျွန်မလက်ထဲမှာပတ်စံရှိနေလဲကျွန်မအတိုးနဲ့မချီးဘူးအဲတခါတလေမှာတော့ဂျုံကြည့်မှုနဲ့ချီးပေးလိုက်ပြီးကိုယ်ပစ္စည်းတစ်ခုကိုယူထားတာရှိတယ်ဒါပေမဲ့အတိုးနဲ့မချီးဘူးလောကကြီးမှာလေငွေချီးပြီးတော့ပြန်မပေးတော့ဘူး तू ကတော့ငါ့ကိုငါကတော့ဖိုင်တာကြီးမဟုတ်လို့ तू ကငါ့ကိုလာမတောင်းရဲပါဘူး तू ကတော့ငါ့ကိုလာပြီးတော့ငါအိမ်ရှိမှမဖျဲရဲပါဘူးဆိုပြီးတော့ပြန်မပေးတဲ့သူတွေဒူးနဲ့ဒေးရှိတယ်နော် တိတ်ခါနဲ့ပတ်စံနဲ့ကိုမလဲတဲ့ချီငွေချီးတဲ့သူတွေရှိတာပေါ့နော်ဒါပေမဲ့ဒီဘဝမှာတော့လွတ်သွားတယ်နော်ဒါပေမဲ့တိထားဘဝနောင်တန်တရာမှာအဲ့ဒီငွေကိုကငွေပြန်မပေးတဲ့အတွက်အဲ့ပြန်မပေးတဲ့ငွေထက်အစပေါင်းမြောက်များစွာအဲ့ဒီလူစီမှာဝစ်ကြွေးသွားခံရမှာနော်အဲ့ဒီလူရဲ့အိမ်အဲ့ဒီလူရဲ့ဘဝမှာဘာဖြစ်နေမလဲမသိဘူးဖြစ်လိမ့်မယ်နော် ဒီဘွားမှာငါယောက်ျားရှိရငါယောက်ျား fighter ပဲဟာငါပြန်မပေးလဲဟာဘောနော်ဒီမိန်းမမလှုပ်ရဲပါဘူးဒီယောက်ျားကမလှုပ်ရဲပါဘူးလို့ထင်တာအဲ့ဒါတဘွားစာပဲငိမ့်တာနော်အထူးသဖြင့်ဒီခစ်ကြီးထဲမှာနောင်ဘွားမကူဘူးပတ်စံလာချီးတော့ကတော့ပတ်စံကိုလာပြီးချီးတော့ကတော့ဟာစိတ်ချပါယုံကြည်ပါဟာအဝအမေကနေမကောင်းလို့သားသမီးကနေမကောင်းလို့ဦးလေးကဘာဖြစ်လို့အဖိုးကအဖွာရတက်တနာပေါင်းမြောင်များစွာ စွဲစုံခင်းနဲ့ငိုပြရတယ်။ငွေချီးတဲ့သူဒီပထမတစ်ချက်ယုံကြည်မှုကြောင့်ချီးလိုက်တာ။ဒုတိယတစ်ချက်အတိုးလေးရကျင်လို့ချီးလိုက်တာ။တတိယတစ်ချက်လာချီးတဲ့သူရဲ့ဒုက္ခကိုအနှဲနဲ့အများကိုချင်းစာလို့တနာလို့လူလူချင်းစာနာလို့မင်းနေရကိုနေရစာနာလို့ချီးလိုက်တာ။နောက်တစ်ခုအဲ့ဒီချီးတဲ့သူစီမှာလဲသားသမီးတွေရှိတယ်လင်းယောက်ျားတွေရှိတယ် တို့တွေရဲ့ကျမ်းမာရေးလူမှုရေးကိစ္စအဝဝကိုဒီအတိုးလေးနဲ့ဒီရတဲ့ပတ်စံနဲ့ဒီစည်းဝါးလေးနဲ့ဖြေရှင်းနေတာဟုတ်ပြီနော်အဲ့တော့ငါ့ကိုချီးတဲ့သူဟာငါကတော့ဟာငါကတော့တကီတွေထဲ့လိုက်တာငါကတော့ဟိုဟိုဖလင်တွေရိုက်ချလိုက်တာပေါ့နော်ရသွားပြီဆိုမမတက်နဲ့နော် အဲ့ဒါဟာတလ၅တော့မှန်အတိုးပေးလိုက်မယ်ဟိုဟိုလိုအတိုးပေးလိုက်မယ်ဒီလိုအတွက်မှန်သွားပြီငါ့ကိုယုံသွားပြီကိုချီးတဲ့ပတ်စံ၃သိန်းဆိုပါတော့အတိုးက၃သိန်း၃သိန်းခွဲလောက်တက်လိုက်ပြီဆိုအေးငါသူ့အရင်တည်းကငါ၃သိန်းနဲ့၃သိန်းခွဲလောက်ပေးပြီးပြီငါမပေးတော့ဘူးအေးနောက်ပိုင်းညရင်ဟိုအတိုးလာဟိုပတ်စံချီးတဲ့လူကလာတောင်းတဲ့လူကအမလီဟမ်ငါ ကဲအဲ့လောက်မပေးနိုင်ဘူးဆိုလဲအတိုးမပေးပါနဲ့တော့ဟိုဘလောက်ရရပေးပါဥမာဘောနော်ဘာလဲမဲထဲ့ပေးပါဘာပါဆိုအဲ့ဒီတသိန်းကျန်တဲ့တသိန်းခွဲယူလှီပြီးတော့တရက်ကိုဟိုဟိုဟို3000တို့5000တို့ထည့်ပေးပြီးတော့သို့မဟုတ်ကို့ဟိုဟာအတိုးမပါပဲနဲ့နေတိုင်းပြန်ဆက်တာဟိုရက်ကွက်ထဲမှာဘလို့လဲတော့မသိဘူးဘောနော်ကျွန်မသိသလား3000တို့5000ကိုပေးလိုက်တော့အဲ့ပတ်စံယုံကြည်မှုအပြည့်နဲ့အစာနာမှုအပြည့်နဲ့ပေးလိုက်တာသိလား ေးလိုက်တာတော့အဲ့ဒါကိုဖျက်ဆီးတာဘာမဟုတ်တဲ့ပတ်စံနဲ့ကိုကသူ့ကိုသွားပြီးပြန်ပြီးတော့နေတိုင်း9000နှုတ်1000နှုတ်သွင်းနေဒီခေတ်မှာ9000နှုတ်1000နှုတ်ကဘာမှလို့လို့မရကိုပေးလိုက်တော့300အုံငနဲ့ထွက်သွားတာကို့စီကိုပြန်ဝင်လာတော့လှီပြီးပြန်ဝင်လာတာအဲ့ပတ်စံကောင်းခွဲတာပဲအခက်မသိရင်အဲ့ပတ်စံပျောက်သွားတာဟဲ့ပြောမယ်ဟဲ့ငါတို့ကအလကားချီတာမဟုတ်ဘူးအတိုးပေးရတာ အမလီမသိရင်သူ့ကိုယ်သူစေတနာရှင်လို့လို့တရားရှင်လို့လို့နဲ့မှန်ပါတဲ့အဲ့ဒီအတိုးနဲ့အဲ့ဒီချီးတဲ့သူတွေလည်းသမင်းစားနေတာမှန်တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာအဲ့ဒီလူကအဲ့ဒီလူကချီးမပေးခဲ့ရင်ခမားတို့အဲ့ဒီနေရာမှာအဲ့ဒီအခက်ခဲကိုဘလို့နီးလန်းနဲ့ဖြေရှင်းမလဲကြံတဲ့သူတွေစီလိုက်ချီးရမှာရကျင်လဲရမယ်မရကျင်လဲမရသို့မဟုတ်ကိုရှိတာတခုခုသို့မဟုတ်အဲ့ဒီကိုဖြစ်နေတဲ့အခက်ခဲနဲ့ဒုက္ခကိုလွတ်ထားပြီးလစ်လျူရှုလိုက်ရတော့မှာအဲ့ဒါလေးရောမစင်းသာဘူးလား မတွေးဘူးလားကျမတို့ဘုရားဟောထဲမှာပါပါတယ်ဘာသာရေးဘာသာရေးတိုင်းမှာပါတယ်သူများဥစ္စာကိုချီးယူပြီးပြန်မပေးတာသူများပစ္စည်းကိုယူပြီးတော့ပြန်မပေးတာတွေအဲ့တစ်ဖက်လူကမကြည်ဘူးဘူးစိတ်ထဲမှာဟိုဟိုဒရာမပေါက်ဘူးဆိုရင်အဲ့ဒီလူကနောင်ဘဝနောင်ဘဝတွေမှာအဲ့ဒီလူရဲ့အိမ်မှာ သွားပေးဆက်ရလိမ့်မယ်နော်ခုခေတ်ကြီးကပြောရမယ်ဆိုနောင်ပွားတာမကူဘူးနောက်တစ်ချက်ကိုအဲ့လိုလုပ်တဲ့အတွက်ငါဒီလိုလုပ်လိုက်တာဘာဖြစ်လဲငါဘသူမှ gum site ဘူးဟာငါ hero ငါ့ကိုဘသူကနောက်တစ်ခုကိုရဲ့ကိုမွေးထားတဲ့သားသမီးဖြူစင်တန်ရှင်းတဲ့သားသမီးကနေရင်ထိုင်ရင်ရက်ွက်แท้မှာအတိုင်းဝိုင်းထဲမှာမျက်နှာငယ်ရမယ်နော်အကျွေးတွေမဆက်နိုင်လို့အတိုးတွေပြီးပြီးတော့ထွက်ပြေးတဲ့သူတွေ လမ်းမှာကိုနဲ့နီးစရာအတိုင်းအဝိုင်းနဲ့ပြန်တွေ့ရင်ခေါင်းငုံနေရမယ်နော်မရှက်ဘူးလားမရှက်ဘူးလားအဲ့ဒီအတိုးချီးစားတဲ့လူတွေကလည်းအမှန်တိုင်းကျမမြင်တဲ့လောက်ပြောရရင်သူတို့လည်းဒီပစံနဲ့ထမင်းစားရက်တည်နေတာဖြစ်တဲ့ထိုက်တဲ့အတိုးကိုပဲယူတဲ့နေငါးချက်လား၁၀လား၁၅ချက်လားအများဆုံးအစိုးရဆုံးမှ20ပေါ့ဒါ20ဆိုတော့ကျမအတွေးရပြန်နည်းနည်းတော့များသလားလို့ဒါပေမဲ့ကျမ ငွေမချီးတဲ့အတွက်ကိုကျွန်မမသိဘူးပေါ့နော်အချို့အပြင်မှာအိုက်ထက်ဆိုးတာတောင်ရှိတယ်ဘာလဲမတ်တိုးဆိုလားဘတ်တိုးဆိုလားနေတိုင်းသွင်းရဟာရက်ဆက်တယ်ဗျာနေတိုင်းဗျာအတိုးအရင်မဆက်နိုင်မချင်းအတိုးကိုလေကျွံလို့အလုံးလုံးပြီးဆက်ကြတာတနေ့တနေ့သူတို့အိမ်မှာစားဖို့နေဖို့ကနောက်အဲ့ဒီအတိုးကိုကြောက်လို့ဆိုပြီးဆက်ကြတာနော်အဲ့လိုမျိုးဥပဒေမဲ့စွာနဲ့ကြီးစိုးနေတဲ့ရက်ွက်แท้ကလူတွေတပုံကြီးကျွန်မဘယ်နေရာလေလို့ကျွန်မမပြောချင်ဘူးကြက်ကြက်တတိထားပါနော် တန်တရားမှာအဲ့ဒီသူများပတ်စံကိုမတရားအတိုးစားထားတာ ကျမတော်ယုံစားတာကိုမပြောဘူးကျမအပေါင်ခံနဲ့အပေါင်ဆိုင်တွေကိုမပြောဘူးတော်ယုံအတိုးနဲ့အတိုးချီစားပြီးဘဝရည်တည်နေတဲ့အမျိုးသမီးတွေကိုကျမမပြောဘူးအမျိုးသားတွေကိုလည်းကျမမပြောဘူးသူတို့ရှိတာလေးနဲ့သူတို့လုတ်တက်တဲ့စီးပွားနဲ့သူတို့ဘဝကိုသူတို့ရည်တည်နေတာတမာအာဇီဝကြတယ်ခိုးနေတာလည်းမဟုတ်ဘူးသူများစီကနေပြီးတော့ခြေကောင်းလက်အကောင်းနဲ့အာအာရရတောင်းနေတာလည်းမဟုတ်ဘူးသူများကိုလူပါဝနေတာလည်းမဟုတ်ဘူး သူ့ရှိတဲ့ပတ်စံကို तू တိုးပွားအောင်လုပ်တာအဲ့ပတ်စံနဲ့စားတာသားသမီးတွေကိုကြွေးတာပညာရေးကိုထောက်ပံ့ပေးတာသူ့ဘဝကို तू ရက်တည်တာကျမ်းမာရေးလူမှုရေးစိတ်ဟုတ်ပြီလားเนาะအဲ့ဒါကိုသွားပြီးတော့ဟိုဘယ်လိုပြောမလဲအကျွေးလဲသွားလဲတောင်းလဲတောင်းရောဟာပေါင်းညံချင်းချအော်ဟစ်ဆဲဆိုရက်တကာမှာရှောက်ပြောဘာတွေလဲမကြောက်ဘူးလား သူများပတ်စံချီးပြီးတော့လဲပြန်မပေးဘူးအရက်တကာမှာတပုတ်လေလွင်အဲ့ဒီလူအကြောင်းရှောက်ပြောတယ်ဝတ်တရဒဘလဲတွေထရပလဲတွေလိုက်မာနော်နောက်ပြီးအဲ့ဒီရက်ွက်ရက်ွက်ကြီးတွေမှာဇိုးရက်ွက်တွေမှာမတရားတွေအတိုးတွေယူတာလေကျမတခါတလေလေကြားမိတာပေါ့နော်ကျမလန့်တော့လန့်သွားတယ်တနေ့တနေ့စားဖို့တောက်ဖို့တဲ့အဲ့ဒီလာဆဲမှာကိုကြောက်လို့တခါတလေအချို့လူတွေကလေအဲ့ဒါမျိုးနဲ့ ထိုက်တယ်လို့တောင်ဖြစ်နေတယ်အဲ့ဒါလဲဝွကျွေးတစ်မျိုးနော်တန်တရားမှာဝွကျွေးတစ်မျိုးအဲအီးချမ်းချမ်းနေပြီးတော့မတောင်းဒီတိုင်းရိုးရိုးတတပြောချော့ပြောချောက်ပြောလှီပေးလက်လက်ခံတဲ့လူကြတော့လူပါးတွေသွားဝါကြတာငါတော့ဒီလိုလုံးလိုက်တယ်အမလီဟဲ့မပေးလဲဘာဖြစ်လဲငါသူ့ကိုဟိုအတိုးတွေနဲ့ဒီလိုမျိုးသူနဲ့ငါနဲ့အသွားပြန် vice versa တွေလောက်လာတာဟိုနှစ်ပေါင်းမနှဲတော့ဘူးလောက်လာတာဟုတ်တယ်အဲ့ဒီနှစ်ပေါင်းမနှဲတာဖြစ်တဲ့အတွက်ရှင်တို့အဲ့လောက်ထိထုတ်ချီးတာအဲ့လောက်ထိပေးတာပေါ့ ဒီခကြီးမှာလူတယောက်ဟာရုံးကန်ရတာလွယ်တယ်မထင်နဲ့အိမ်တရင်စိကတရက်ကိုတပေါင်းနဲ့မပြီးဘူးစံစီစအစုံမပြီးဘူးအိမ်ငားနေရရင်မီတာကရေကစားကအကုန်ဆေးဘူးဝါကတွေအကုန်အပီစီတရက်ကို3-4000ရှိတယ်အိမ်ငားနေရတဲ့အိမ်တရင်စရိတ်ဒါပေမဲ့ကိုပိုင်အိမ်ရှိတဲ့မီတာကဘာကတွေမလိုဘူးမရှိဘူးဆိုတော့တတ်တာတယ်ဒါပြင်အိမ်တအိမ်မှာတရက်ကိုတပေါင်းနဲ့လဲပတ်လို့မရဘူး ငါတော့မပေးဘူးဟဲ့နင်တို့လည်းမပေးနဲ့အဲကိုမပေးနိုင်သူများကိုလိုက်အဖို့ညှိတာအကျင့်မကောင်းတာဟဲ့ငါတော့မပေးဘူးလာတောင်းတော့ငါဒီလိုပြောလိုက်တယ်အဲ့ကောင်မကိုအဲ့ကောင်ငါကဒီလိုလုပ်လိုက်တယ်နင်တို့မပေးနဲ့ထားလိုက်မပေးပဲထားလိုက်နှစ်လားလောက်ကြာရင်ငါတို့လှီပြီးပြန်ပေးမယ်လုံရက်လေချင်းတော့ကြက်ကြက်တတိထားပါနော်ပြီးရင်လေအဲ့ဒီဟာကိုလေအကျွေးလာမတောင်းဆိုဘေးရင်ဆရာတွေဘာတွေစီမာလေဟိုနှုတ်ပိတ်ရတာနဲ့ဘာလို့မှသွားလို့အဲ့ဒီလုတ်ပေးတဲ့ဘေးရင်ဆရာတွေလဲလေ သူတို့လည်းသူတို့အခချင်းွေရလို့သူတို့လုတ်ပေးတာပေါ့နော်ဒါပေမဲ့လေနည်းနည်းလေးအကျိုးချောင်းစီလျော်ပြီးဖဲဖြစ်မှလုတ်ပေးမဟုတ်ရင်အဲ့ဒီတန်တရာကိုယ်ပါပြန်ပတ်မယ်တိလာအခုခေတ်ကတေပြီးဝင်လဲခံရတယ်နောင်ဘဝအထိလဲပါလာတက်တယ်အခက်မသိရင်ဒီဘဝမှာနေမပြီးဘူးအိမ်မော်တက်လာငိုပြရိုးပြနဲ့တိန်းရာချီပြီးတော့လာပေါင်းများစွာနှစ်ပေါင်းများစွာကိုတော်မဆားရမတတ်ပဲနဲ့အာမခံပေးလို့ပြန်ဆက်လိုက်ရတဲ့သူတွေလဲကျမမျက်စိရှေ့မှာမြင်ဘူးတဲ့နော် တားသမီးတွေနဲ့စကားတွေများကိုကတော့ယုံလို့အာမခံပေးလိုက်တာယောက်ျားနဲ့ကွဲမဲ့ပြဲမဲ့တွေဖြစ်ဟဲ့ तू ကတော့သာယာသူ့မိသားစုထွက်ပြေးသွားပြီကျမအများကြီးမြင်ဘူးတဲ့မလောက်ကြပါနဲ့တန်တရာဝစ်ကြွေးဟာအယမ်းကိုကြောက်စရာကောင်းတယ်နော်လှေးဘိန်းလိုလိုက်တာနော်မလောက်ကြပါနဲ့နော်အဲ့ဒါမျိုးလေးကိုကျမသတိပေးတာပါအားလုံးပဲကျေးဇူးတင်ပါတယ်သူများငွေကိုချီးပြီးရင်ပြန်ဆက်ပါ နော်တန်တရာမှာအပါမခံပါနဲ့နောက်ဘဝဆိုတာအေကံမှုချာရှိပါတယ်ငရဲဆိုတာလည်းရှိပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကတလောက်ပဲပေါ့နော်ဗီဒီယိုဖိုင်လေးကိုအဆုံးထိလိုက်ပါကျေးဇူးပေးတယ်အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ